AVA 1940အခန်း15အကာမိုင်းနံပါတ်မြင်းပေါ်မှာဒလိတ်ကောက်ကွေးပြုတ်ကျသွား၏ရုတ်တရက်မှုတနက်ကင်စစ်သည်များမှာအခြေအနေကိုမြင်တတ်နေကြသည်မြင်းတကြီးက လူအုပ်ကြားသို့ဒုံဆိုင်ဝင်လာသည်ငတွန့်နေကွာမသိချင်းအကုန်ပေးပဲငတွန့်ဤရောင်ကွေးကလှေထဲတွင် လွင့်နေသည် လက်ထဲတွင်ငှက်ကြီးတောင်ဓာတ်ကိုဝင်လျက်တနတ်သမားများမှသူတို့အားအမိန်ပေးသူတေဆုံးသွားသည့်အတွက်ဘာလို့ရမှန်းမသိကြငတွန်ကလူစားနားတွင်ရက်ခါမြင်းပေါ်မှ ခုံချလိုက်သည်လဲကြနေသောလူစားနှင့်ချင်းများ၏ရှေ့တွင်ဓာတ်ကိုကင်ကရက်လိုက်၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုဗလာချင်းလျက်စေးနီမင်းသေးများအမြောင်းမြောင်းနှင့်ငတွန်ပုံစံကဝင်လာသမျှအားလုံးကို ခုံမိနေထိုအချိန်တွင် နောက်ထပ်မြင်းတက်စုတစုကအနောက်ဘက်မှ ရောက်လာကြသည် အတွင်းဝင်ကြော်တင်တဲ့နမိတ်ကအနီရောင်ကာကျိုးဆင်ထားသော မြင်းညိုကြီးကိုစီးကာကိုရံတော်တံများနဲ့အတူဝင်လာ၏ကြော်တင်တဲ့နမိတ်ကမြင်းပေါ်မှာဆင်းကလှန်တန်းတန်းလင်းမြေပြင်တွင်လဲကြနေသောနမ်းမတော်ဝန်အကာမိုင်းတဲ့အလောင်းကိုကြည့်လိုက်သည်ထို့နောက်ခေါင်းကိုခါရမ်းလိုက်ပြီးဓလွတ်ကင်ထားသောငတွန်ရှိရာသို့ရှောက်သွား၏နဘေးမှကိုရံတော်များကအိမ်သားများကိုစီထုတ်ကာငတွန်ကိုဝိုင်းလိုက်ကြသည်ငတွန်ငယ်မင်းတက်လိုက်တာနန်းတွင်အရာရှိတယောက်ဆိုတာမင်းသိရဲ့လား းဓားကိုချလိုက်စမ်းကွယ်လူ ይ စားကိုမထိနဲ့ဖေဟာလူ ይ စားကိုထိရင်ငတွန့်ဓာလူမရွေးဘူးလူ ይ စားကလည်းလဲနေရမှာမတက်ရက်လိုက်ပြီးငတွန့်ဤနောက်တွင်ရက်လိုက်သည်ချင်းမြကလည်းလူ ይ စားကိုကြောပေးလျက်အနောက်ဘက်မှတနက်ကိုင်းမြင်းစီများကိုမျက်နှာမူလိုက်သည်မင်းတို့ကိုသိန်းသခင်မျက်နှာကိုဖျက်ကြမယ်အကောင်းတွေပဲဟူးဘယင်ကြီးမငယ်လဲပြဿနာပါလားကျော်တင်တဲ့မိကကွန်ဒရေးကိုပြစ်ကနေထွေးလိုက်သည်။ကဲ ်မင်းမြင်ကြီးမအောင်ငါတို့မထီဘူးကျူးလွန်လာတဲ့အမှုတွေအတွက်တော့တရားရုံးမှာအစီရင်ခံရမှာပေါ့သို့မဟုတ်ကဒီနေရာတွင်ငါစီရင်ရင်မင်းတို့တော့လုံးပွဲချင်းပြီးမယ်ဘဲနဲ့လေငတွန်ကလူစားကိုတစ်ချက်ကြည့်လိုက်သည်လူစားကမြင်းပေါ်မှာပြုတ်ကျသောဒဏ်ရာကြောင့်ခြေထောက်တစ်ဖက်ကိုမနေအားပြုထားရ၏မျက်နာတွင်လည်းမြင်းနီများကပေးကြံနေသည်ကြော်ထင်တဲ့နမိတ်ကလှဲထွက်သွားပြီဖြစ်သည်ဝိုင်းသားသောရဲမှန်များကရှေ့သို့ထွက်တိုးလာ၏ ချင်းမြကအကာမိုင်းနဲ့ထန်တွင်စိုက်ဝင်နေသောအဲမောင်းလံကိုစွဲနှုတ်ရန်လက်ကိုလှမ်းလိုက်သည်မလုံနဲ့ချင်းမြလူစားကဟန်ထားလိုက်၏ကျမကြောင့်ဖြစ်တာ ကျမခံမယ်ရှင်တို့ဘာမှမလုံနဲ့တော့မောင်ရင်းကတော်ဓားချလိုက်ပါတော့ငတွန်ကဓားကိုရှေ့မြေကြီးကိုထိုးဆိုင်လိုက်သည် သွေးတော်ကြီးငတွန်စံမင်းလူတွေကရာဇဝတ်သားတွေကိုနှောင်ညိုးတယ်အနောက်တကားလက်မြုံထောင်စီက ထောင်မှုငတုတ်လက်ကိုအဲ့ ်ဘဲတိုက်ကမစီရင်မချင်းအဖိတ်စင် မရှိရလို့ငါမိတ်နဲ့ပြောကြံတဲ့လူတွေနမ်းမတော်အာကာရွှေတောင်အလောင်းကို ပြန်တယ်ဖို့လုပ်ကြအနောက်တကားလက်မြွန်ထောင်မူငတုံနာမည်နဲ့အင်မတန်လိုက်ဖက်လာသည်ပိမ့်ပိမ့်ရှိရှိခန္ဓာကိုယ်တွင်နံရိုးတို့ကအပြိုင်ပြိုင်ခါကကိုင်းနေ၏သို့တော်ညာအင်းဝမျိုးရှိထောင်လေးခုနှက်တေရန်တင့်ခံရမည်အကျဉ်းသားများကိုထားရှိသည့်နာမည်ကျော်အနောက်တကားလက်မြွန်ထောင်တွင်တော့ သူသည်ငရဲမင်းတပါအထူးသဖြင့်သူဤမျက်နာတွင် ထိုးထားသောသူတက်ဆိုသည့်စေးမင်စာတန်းကြီးကသူ့ဂုံပုတ်ကို ဖော်ပြနေသည် သူဤညာဘက်နားတွင် ခေါင်ရမ်းပန်းအနီအောင်ပွင့်ကြီးကို ပန့်လျက်အကျဉ်းတောင်တွင် ဝင်လာပြီဆိုလျင်ထိုညက်နေသည်ထောင်သားများထဲမှတစုံတယောက်တို့ကနောက်ဆုံးညက်နေဟုမှတ်ယူကြသည်လွန်ခဲ့သည့်နှစ်20ကျော်စနေမင်းလက်ထက် စကိုင်းမြို့တွင်လက်အမွေမှုခင်ဦးလေးနှင့်အတော်ဖြစ်သူအားအပိုင်းပိုင်းဖြတ်ကုတ်ကာတတ်ခဲ့သည့်နာမည်ကျော်လူသက်တရခန်အင်းဝါဤထုံးစံရတာမန်အရသားများကိုတတ်ဖြတ်သည့်လူသက်တရခန်များသည် လူသက်အလုတ်ကိုလက်ခံပြီးဆိုပါကတေရန်မှပယ်ဖြတ်ပေးကာအမှုထမ်းစီသည့်သူတို့အလုတ်မှာ နောက်ထပ်ရာဇဝတ်သားများကိုတေရန်စီရင်ရခြင်းဖြစ်၏သူတို့ဤပါတွင် ပြစ်မှုအလိုက်လူသက် တခိုးစသည့်စေးမင်ကြီးများထိုးပေးတာသည်သူတို့သည်ဘဝတစ်လျှောက်လုံးတွင်အကျဉ်းတော်တွင်သာ နေထိုင်ခွင့်ရှိသည်အခြားတာမန်လူတို့၏နေအိမ်ခြံဝင်းတွင်သို့ဝင်ဝင်မရှိကြဝင်ကတေရန်ကြခံရမည်ဖြစ်သည်ငတုတ်သည်လူတက်ရာထူးဖြင့်နှစ်ဆယ်ကြာလောက်ကင်လာပြီးသောအခါအနောက်တကားလက်မြုံထောင်၏ထောင်မူဖြစ်လာသည် အဖေကြီးတို့လောက်ခံတူတက်များနဲ့ထောင်သားများကခေါ်ကြသောငတုတ်သည် ထောင်ရှိတက်တဲ့ရှိဇရက်ပုံစံအဆောက်အဦးသို့ဝင်လာပြီးဖြစ်သည်ဇရက်ရှိမြေပြင်ပေါ်တွင်လူစားငတုံနှင့်ချင်းများတို့ကျိုးတုတ်ထားဒူးထောက်ထိုင်ခိုင်းသာ၏တွေးတောက်ကြီးသည်အတွင်းဝင်ကြောတင်တဲ့နမိတ်မှာကြားလိုက်သည်များကိုထောင်မူအဖေတို့ကြီးကိုလေးသံမှမှဖြစ် ပြန်ပြောပြနေသည်မှန်ပါမှန်လားပါအဖေတို့ကြီးအတန်က တိုးတိုးလျှက်လျားဖြင့်ခဏကြာတွင်သွေးတောက်ကြီးနှင့်အဖွဲထွက်ခွာသွားကြသည်နှစ်ဖူးနှင့်ပါးပြင်များတွင်ပကွက်စေးမင်ထိုးထားကြသောထောင်ပကွက်သားတို့သည် ဖေကြီးတုပ်ဤအမိန်ကို နာခံရန်အသင့်ဖြစ်နေကြပြီဖြစ်သည်တချို့ကလည်းလူသက်တရားခံနေပါလာသောဘရင်ကြီးမှချောလာကိုခိုးကြည့်နေကြ၏မင်းမေငါလိုမို့ရက်နေကြတာလားဒီနွားတွေကို ထုံးစံအတိုင်းခြံထဲထဲကိုလှုပ်လေ ဖေကြီးတို့၏လေသာမှာသွေးတော်ကြီးအမိန်ကိုနာခံနေစဉ်ကနေမတူတော့အေးဆက်မာကြောနေသည်ငတွန်ကမျက်ထောင်နီဖြင့်မောကြည့်လိုက်၏နွားနွားလိုနေမော်ဘူးဆိုမှဖူးရတယ်ဟဲ့ဒါဒီကြေးရရဲ့စီကံပဲနားလေလားထွီဖေးတုတ်ကထလာပြီးငတွန်ဤမျက်နှာကိုကွန်းတရေများပဲထွေးကစောက်ကန်လိုက်သည်ငတွန်ကရှင်ဘက်ကိုအားဖြင့်မောက်ထားသည်ဖြင့်ဖေးတုတ်မှာသူ့အချိန်ပြည့်သူ နောက်သို့လန်သွား၏ ဘေးတုံကဘေးမှသူ့တပည့်ဘုကတော်များကိုရှက်ကိုရှက်ကန်းဖြင့်ကြည်လိုက်သည်ဘေးတုံဒေါသထွက်နေပြီကိုသိသည်ဖြင့်ဘုကတော်များမှာနေစရာပင်မရှိကြတော့ကောင်မကိုကြွက်ဆောင်ဖို့ဟိုကောင်ကိုထိတ်တုံးဆောင်ဖို့ဘုကတော်များကလူစားနဲ့ချင်းများကိုစွဲထူလိုက်ကြသည်သူ့ကိုရောဘေးတုံဘုကတော်တယောက်ကငတွန်းရောင်ကိုစွဲက မေးလိုက်သည်ဒီကောင်ကတက်တိတဲကြီးတဲ့ပုံဆိုတော့သူရဲကောင်းနေထားတဲ့ဆောင်းပေါ့ကွာဟဲ့ဟဲ့ဟဲ့ ဖေးတုတ်ကကွန်ဒရီများပါဇက်မှရှန်ကြသည့်အထိရေပြားလိုက်သည်ပကွက်သားများကသဘောပေါက်သွားဟန်ဖြင့်ခေါင်းငိတ်လိုက်၏ကျူမောင်မဲစူစွနေသည့်အကျဉ်တော်တွင်မှအနံ့အသက်များကိုသူတို့သုံးစလုံးခံစားလိုက်ရသည်လေဝင်ပေါက်နည်းနည်းသာရှိသောကြောင့်အကျဉ်တော်မှာအလင်းရောင်မရှိသလောက်ကိုဖြစ်နေ၏မျက်စီများကကျင်သားမရသေးသဖြင့်သူတို့သည်ဘကွက်သားများ၏စွဲခေါ်ရာသို့စံတော်ဝါးဝါးဖြင့်လိုက်သွားကြသည် ကျွတ်ဆောင်ဟုခေါ်သောအကျဉ်တော်ထိပ်ဘက်ရှိတစ်သားအခန်းငယ်ရှိအရောက်တွင်လူ isa ကို ခေါ်လာသည့်ဘကွက်သားကရက်လိုက်သည်ငတုံနှင့်ချင်းမြောက်ကိုမူရှေ့သို့ဆက်ခေါ်သွား၏အနောက်တကားကိုအသာယာပင်တွန်းပွင့်လိုက်၏အကျဉ်တော်ဆိုသောညာမင်းနှုံးများနိုင်ငံသားပြည့်တောကလောက်များပင်မရှိသောတကားကိုလူ isa အံ့ဩနေသည် ဘကွက်သားကလူစားကိုအဆောင်တောင်းရှိကြောင်တုံးကြီးတွင်အသေးရိုက်ထားသောတန်ချေခြင်းများစီသို့ခေါ်သွားသည်ဘကွက်သားကလူစား၏ခြေထောက်ကိုတန်ချေခြင်းများခတ်လိုက်၏ထို့နောက်စကားတစ်လုံးမှမပြောဘဲပြန်ထွက်သွားသည်လူစားကငတုံနှင့်ချင်းများတို့ကိုစိတ်ပူသည်ဖြင့်တန်ချေခြင်းတန်းလန်းဖြင့်အပေါဝါသို့ရှောက်လာသည်တန်ချေခြင်း၏တန်ကြိုးများမှာအတန်ငယ်သာရှေ့လျားသည်ဖြင့်အပေါဝါသို့မရောက်ရှင်းလူတွေကိုစိုးရိမ်နေတာလားလူစားကအတန်လာရာသို့လှည့်ကြည့်လိုက်သည် ချောင်တုံးတစ်ပေးတွင်တန်ချီချင်းအခက်ခံရရသည့်အမျိုးသမီးတို့မစိုးရိမ်ပါနဲ့ဒါငရဲပြီပဲဒီထဲရောက်နေတဲ့သူအလုံးငရဲကြနေတာပဲလွီစာကအမျိုးသမီးရှိရာသို့ခြေချင်းတန်းလန်းပြေပြန်လျှောက်လာသည်ရှင်ဒီကိုရောက်လာကြပြီလားအမျိုးသမီးကလက်ချောင်ချောင်းထောင်ပြသည်၆နှစ်လား၆လားကျမနဲ့ပါလာတဲ့လူနှစ်ယောက်ကိုတို့ဘယ်ခေါ်သွားကြလဲတိလားဘယ်အဆောင်လို့တို့ပြောလဲလွီစာကအနှဲငယ်စဉ်းစားလိုက်သည်တယောက်ကိုတော့ထိတ်တုံးဆောင်နဲ့ ။ဩဒီကဲရဲ့တခန်းကျော်ရှေ့တဲ့ကထိတ်တုံးဆောင်ပဲ။အဲ့ဒီမှာကြားတဲ့လူတွေကို၆ောင်းနှစ်ဖက်စလုံးကိုထိတ်တုံးခတ်ထားတယ်။ဖေးကြီးတုပ်ကိုလက်ထိုးထားနိုင်ရင်တော့ခြေတစ်ဖက်ပဲအခက်ခံရမှာပေါ့။လူကြီးကခြေမြအတွက်စိတ်မကောင်းဖြစ်သွားသည်။အာအာအမောင်ထဲမှာနာနာချင်းချင်းညင်ညူတန်တခုထွက်လာသည်။တိုးအော်တန်သည်ငတွန့်ဤအတန်မှန်လီစာတေချာမှတ်မိလိုက်၏။အင်းရှင်းလူနောက်တစ်ယောက်ကတော့ ။ तू သူ့ကိုဘယ်လိုပို့တာလဲဟင်ဘယ်လဲ။ तू ဝါဒန်ဆွဲခံရပြီ။ဘာလဲဝါဒန်ဆွဲတာ။ရှင်နားလဲအောင်ဘလို့ရှင်းပြရမှာလဲ။လူဝတန်ရှည်ချင်းခံအလေကဝါရှိပြီးခန္ဓာကိုယ်ကိုထုတ်တန်းမှာတဝက်မြေပေါ်မှာတဝက်ဆွဲထားတာ။လူစားမှာအမျိုးသမီးပြောပြသည့်ပုံစံကိုမျက်လုံးထဲကိုပုံပေါ်ကြည့်မိသည်။ငတွန်ဤညဉ့်ညူတန်တဲ့တဲ့ကလည်းလူစားဤနှလုံးအိမ်နဲ့ရမ်းမီများတဖွဲဖွဲပေါက်သည့်နဲ့တပြေးပြေးနဲ့ငတွန်ဤညဉ့်ညူတန်မှာ တိုးညင်းရာမှပျောက်ွယ်သွား၏ထိုချိန်တွင်ဖေးတုံနှင့်ဘကွက်သားတို့ဝင်လာသည်နေရန်ရှိကញင်စီမိတိုင်များကိုမိထွန်းကြသည်ဖေးတုံသည် ထောင်ဝရင်တွေးရှိခဲ့ရသလိုတိုးမွေးတရေအင်းကြီးနှင့်မဟုတ်တော့အပေါ်ပိုင်းပလာချင်းနှင့်ဖြစ်သည်ခါကန်ကိုင်ကိုကန်းကိုင်နှင့်တူဝင်လာသည်နှင့်အကျဉ်းသားအခန်းများမှစကားပြောတံများငြိမ်သက်သွား၏ဖေးတုံကလူစားနှင့်မျိုးသမီးကိုတစ်ချက် မျက်မှောင်ကျုပ်ကြည့်ကသူ၏တွားရေရေများပေါ်အောင်ပြုံးပြလိုက်သည် ထို့နောက်အခြားအခန်းများကိုဆက်သွား၏မကြမီဖေဤတုံးဤစူဒန်ဆဲတံများနှင့်အတူထူးရိုက်တံများ အော်ဟစ်တံများထွက်ပေါ်လာသည်လူကြီးကအထိတ်တလန့်ဖြစ်လျက်နယံဘေးနားမှအမျိုးသမီးမှမူသူဤခြေချင်းဝက်မှအနာဘက်များကို ခွာလျက်ထိုအတံများကို မကြားတဲ့ကဲ့သို့ဖေဤတုံးသည်ဆေးတံကိုဖွာလျက်သူတို့ဤအချုပ်ခန်းရှိသူပြန်ရောက်လာသည် ဝင်လာစဉ်တော့ကဲ့သို့တွားရဲရဲများဖြဲကပြုံးပြပြီးပြန်လဲထွက်သွားသည် တို့ညာဘယ်တော့လာဖို့လဲလူသားကဘေးနားမှာအမျိုးသမီးကို မေးကြည့်လိုက်သည်အမျိုးသမီးကနှကန်းကိုလက်ညိုးပြေကတ်ခါတိုးတိုးနေရန်အချက်ပြလိုက်သည် နေဝင်ပြီဆိုဒီမှာစကားကြေကြီးပြောခွင့်မရှိဘူးဘကွက်သွားရင်မကြောက်ပြောရတယ်အမျိုးသမီးကလူသားနားကိုကတ်ခါလေးတန်ဖြစ်ပြောလိုက်သည်ကျမဘိုက်စာလို့မင်းတို့ထမင်းလာဖို့မဲ့သူအပြင်မှာရှိလားလူသားကခေါင်းကားလိုက်သည် ျမမှာမိဘတွေလည်းမရှိဘူး။ကျမဖန်ခံရတာကိုလည်းကျမမိတ်ဆွေတွေသိမှမထင်ဘူး။လူကြီးကလေးသံဖြစ်ကပ်ပြောလိုက်၏။ဒီမှာကလာပိုးမဲ့သူမရှိရင်အငတ်ပဲ။ရှင့်ကိုရောဘသူလာဖို့လဲ။ငါ့ကိုဟုတ်လားဟေးဟေးအမျိုးသမီးကခတ်တိုးတိုးရည်သည်ထိုအခါမှာမိတို့လင်းအောင်မိမိအောက်မှအမျိုးသမီး၏မျက်နှာကိုလူစာတေချာအကဲခတ်မိလိုက်သည် ။စပင်များက ကာလရှည်ကြာမလျှော့တားရသဖြင့်ခြေအထက်တက်ဖြင့်လိန်ကျစ်နေကြသည်။မြက်တွင်းဟောက်ပံပါယုံငောဖြင့်နှကမ်းများမှဖြူရောနေ၏။ကာလအတော်ကြာအဟာရချိုးတက်နေသည့်ပုံစံမှန်လူစာခံမှန်းမိလိုက်သည်။ငါ့ကို6လလုံးထမင်းလာပိုးမဲ့သူမရှိဘူး။လူစားကအမျိုးသမီးကိုအံ့ဩစွာ ကြည့်လိုက်သည်ဒါဖြင့်ရှင်ဘလို့အသက်ရှင်လဲဒီအဆောင်ကိုဘာလို့ကြွက်ဆောင်လို့ခေါ်လဲသိလားလူစားကခေါင်းခါပြလိုက်သည်ညဆိုကြွက်နေအရန်ပေါ်လို့ပဲ ဟိုဘက်အခန်းထဲကအကျဉ်းသားတွေရဲ့စားခြင်းစားကြံတွေအညစ်အကြေးတွေနဲ့ဝါပြီးနေတဲ့ကြွက်ကြီးတွေကလူသိမ့်မရှိတဲ့ဒီအဆောင်မှာညလာအိတ်တက်ကြရတယ်။အင်းအဲ့ဒါနဲ့ကျမမေးတာဘာဆိုင်လို့လဲ။အမျိုးသမီးကလူစားကိုတိတ်တိတ်နေရအချက်ပြလိုက်သည်။ထို့နောက်အမျိုးသမီးကတန်ချေချင်းခတ်ထားသောညာဘက်ခြေောက်ကိုမြောက်ခါရှေ့မှဖြတ်သွားသောဒဇုံတစ်ခုကိုဖနှောင်းနှင်လမ်းပေါက်လိုက်သည်။ချီချေချင်းတန်တဲ့ကြားတွင်ဒဇုံတရာကညက်သွား၏။ အမလီလူ이사ကမြေဝင်းကိုကြည့်ကအော်လိုက်၏အမျိုးသမီး၏တန်ချေခြင်းတွင်မြေကျွတ်ဝဝဖြည်းဖြည်းကြီးတကောင်ကအကျော်ဆွဲနေသည်ရှင်သားရီကိုစားတာလားဒါတော့ဘယ်စားမလဲဟဲ့အမျိုးသမီးကတန်ချေခြင်းကိုကျမ်းပြင်နဲ့ခါရမ်းလိုက်ရာအတန်များထွက်လာ၏ဟေးကိုယ်မမိလာလားအပြင်ဘက်စီမအတန်ထွက်လာသည်ဟုတ်တယ်အကောင်ကြီးတယ်ဘကွာသားတယောက်ကဝင်လာသည် မျိုးသမီးကသူ့ခြေချင်းအောက်မှာကြွက်သေးကိုလက်ဖြင့်ကင်ကာဘကွက်သားကိုလှမ်းပေးလိုက်၏ဒီနေ့ငါးကောင်ရှိပြီနော်အေးသိတယ်ခဏဆောင်ဘကွက်သားကမြေကြွက်ကြီးကို အမီးမှကင်ကာထွက်သွားသည်ခဏကြာတွင်အခန်းပြင်မှဖက်ပြစ်ထုတ်ထားသောအရာတစ်ခုကိုလှမ်းပစ်ပေးသည်အမျိုးသမီးကထိုးအရာကိုငမ်းမြကောက်ယူလိုက်၏ကောင်းချင်းတို့ တထုံး အမျိုးသမီးကကောင်ကျင်းတို့ကိုဖြီကငမ်းမရစားရန်ပြင်လိုက်သည်ထို့နောက်ကောင်ကျင်းတို့ကိုမစားသေးဘဲလူစားကိုလှမ်းကြည့်လိုက်၏ရှင်ပိုက်စားရဲဆိုကောင်ကျင်းတို့တစ်ဖက်ကိုဖဲ့လိုက်သည်လူစားကိုလှမ်းပေ၏ကျမမစားတော့ဘူးတကယ်လားငါတနေ့လုံးဘာမှမစားရသေးဘူးငါစားမယ်နော်ဒါဆိုအမျိုးသမီးကကောင်ကျင်းတို့ကိုပါဇက်တဲ့ပလုတ်ပလောင်ထိုးထည့်စားလိုက်သည်ထို့နောက်အနီးတွင်ရှိသောဘူးတိကြောင့်ရေတကောင်းကိုယူကမောတော့လိုက်၏ ညတော့ရေနဲ့နဲ့ခြံထားပြီးမယ်ရှင်တောက်ချင်တောက်လို့ရအောင်လူစားထံဘူးသီးကြောက်ရေဘူးကိုကမ်းပေးစီလူစားကကြောက်တုံးတစ်ပေးတွင်ထောင်ထားလိုက်အဲ့ဒီကြွက်တွေကိုသူတို့ကနမော်စည်းနဲ့တွားရောင်းကြတယ်လေငါကြွက်ငါးအောင်ပြီးရင်သူတို့ကကောင်းချင်းလို့တထုပ်ပေးတယ်တချို့နေ့တွေဆိုရင်နှစ်ရက်နေမှကြွက်ငါးအောင်ပြီးလို့နှစ်ရက်ပေါင်းပြီးကောင်းချင်းလို့တထုပ်ပဲစားရတယ်ငါကကြွက်မဟုတ်ဆိုပေါ့ဟင်းဟင်းအစာဝင်သားတပြေအမျိုးသမီးမျက်နာကသွေးရောင်အနှဲငယ်လွှမ်းလာသည် ကျွန်မနာမည်လွီစာတော်မဲလို့ပါဘယင်ကြီးလူမျိုးပါနန်းတွင်းကိုအရက်အတွင်းတယ်အမျိုးသမီးကပြုံးပြလိုက်သည်ငါနာမည်နာလေမရရကကွေ့လူမျိုးမင်းမကြဘူးလားငါတို့ကိုရှမ်းပြည်ဘက်မှာတော့လာဦးစီလို့ခေါ်ကြတယ်လွီစာကခေါင်းညိတ်လိုက်သည် ကျွန်မကလူတက်မှုတစ်ခုနဲ့ရောက်လာတာရှင်ကရောငါလားငါကငါတို့လူမျိုးတွေအင်းဝကိုအခွန်မပေးဘဲအာနာဘီဇန္နာကိုခေါင်းဆောင်လို့အင်းဝဘရင်တက်ကဖမ်းလာတာပဲ လူဇာကအမျိုးသမီးမျက်နှာကိုတေးချအကဲခန့်နေသည်မျက်နှာကခြောင်ကျနေတော်လဲသူမဤမျက်ရည်များရှိသောမျက်ဝန်းများကတမျိုးကြည့်ကောင်းနေ၏ငါဒီမှာကြကြမနေတော့ပါဘူးငါ့ကိုအင်းဝနန်းတော်ကို တိုက်ပြီးငါ့ကိုလာခဲ့လိမ့်မယ်ရှင့်ကောဘာတူလဲကုန်းနဲ့အိမ်နဲ့နင်ကြားဘူးမှမဟုတ်ဘူးအခန်း၁၆ဆက်ရ